ာညာချမ်းလေးပါရှင်။မြို့တော်ရဲ့အော်တိုဘာလ10ရက်နေ့သတင်းတွေကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ကျွန်မတို့အင်းလေးလေးထုံးမှာဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ပြည်သူ့စစ်ခေါင်းဆောင်ကိုဖမ်းဆီးခြင်းခုခံထွက်ပြေးလို့ပြစ်ခတ်ခဲ့ရတယ်လို့ဆိုတဲ့သတင်း။တထုံမြို့လေရင်ခွင်းအနီးမိုင်ပေါက်ကွဲပြီးနောက်ပိုင်းမြို့ပေါ်မှာအစီအစီချမ်းနေတယ်လို့ဆိုတဲ့သတင်း။မောင်ရင်နေကြဝေဖန်မှုတွေမြင့်တက်ခဲ့ပြီးတဲ့နောက်မဲစည်းရင်တွေကို9ရက်ထပ်မံတိုးမြင့်ကတ်ထားမိတဲ့တဲ့ ဆယ်တန်းចောင်းသားကိုပြည်ထန်ကြီးကြီးချလိုရတဲ့ပုံမှန်တွေနဲ့တရားစွဲထားတဲ့တဲ့ရင်အမျိုးသမီးနှစ်ဦးကအိုးဝေလာငါပြီးလမ်းကူလတ်မှာအိုးဝေသမားကိုဓမြတိုက်လူရဲမှုဖြစ်ပွားတဲ့တဲ့ရင်ညောင်မျိုးမှာအမျိုးသားတအုပ်နဲ့အမျိုးသမီးတအုပ်ကို အမည်မသိအခွဲက နေနေသည့်ဝင်ရောက်ပြစ်ခတ်လို့နှစ်ဦးစလုံးတည်ဆုံတဲ့တဲ့ရင်အမေရိကန်ရောက်မြန်မာပြည်ပွားတစုကဘုံတို့ကြီးရွာလူအစုလိုက်ဘုံကျဲတပ်ဖြတ်မှုအတွက်ဆန္ဒပြတဲ့တဲ့ရင် ဝင်ကြီးချုပ်ဟောင်းတက်စင်ရဲ့အကြေးကြကာလတလားပြည့်ပြီဖြစ်တဲ့တဲ့အစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ပြည်သူ့စစ်ခေါင်းဆောင်ကိုဖမ်းဆီးခြင်းခုခံထွက်ပြေးလို့ပြစ်ခတ်ခဲ့ရတယ်လို့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ပဲခူးတိုင်းပြည်ခရိုင်ပေါင်းတလေမြို့ခွေရဲအုပ်စုခြေရုံကုန်းကြီးရွာကပြည်သူ့စစ်ခေါင်းဆောင်ဖြစ်သူဦးလာမြင့်ဆိုသူကိုပြည်ခရိုင်တရင်နှစ်ကစစ်ဆေးစရာရှိတယ်လို့ဆိုကခေါ်ဆောင်ခဲ့တယ်လို့သိရှိရပါတယ်။ အော်တိုဘာလာ6ရက်နေ့မနက်10:00နာရီဝန်းကျင်ခန့်ကဝင်တင်စိတ်ကြီးရွာမှာပြည်ခရိုင်တရင်တေ3639နဲ့ပြည်ခရိုင်တရင်နဲ့3639နဲ့တရင်မှာတော်လန်ရေးတပ်ဖွဲ့ရဲဘော်တွေကခေါ်ယူခဲ့ကြတာဖြစ်ပြီးလမ်းတဝက်မှာထွက်ပြေးသွားတဲ့အတွက်လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ရာနေရာမှာတင်သိမ်းဆုံးသွားခဲ့တယ်လို့အော်တိုဘာလာ10ရက်နေ့ဒီကနေ့မနက်ပိုင်းမှာသတင်းထုတ်ပြန်ထားပါတယ်။အဲ့ဒီလူကကြာပြီးလွန်ခဲ့တဲ့2လ3လလောက်ကလေးကနမေဆူထွက်နေတာလူငယ်လေးကိုစစ်မှုထမ်းပေါ်တာဆွဲတာ သူကအရက်ထဲမှာလဲဈေးကူတယ်။သူသားကဆိုသူ့အဖေတခုခုဖြစ်ရင်တရွာလုံးကိုအမုန်းကျိတ်မယ်တောင်ကျိတ်မှုတယ်လို့တိတခန့်တဦးကပြောဆိုထားပါတယ်။အဆိုပါဖန်းစီမှုမှာဥလာမြင့်ထံက CO2 ဓာတ်သုံးပစ္စတိုတလက်စိုက်ကဲတစ်စီးနဲ့ဖုံးတလုံးကိုသိမ်းဆည်းရမိခဲ့တယ်လို့သိရှိရပါတယ်။လက်တလုံးမှာပြည်သူ့စစ်ခေါင်းဆောင်ဥလာမြင့်တိဆုံမှုနဲ့ပတ်သက်ပြီးအကင်းဖြစ်ခဲ့တဲ့ဝင်တိန်စိတ်ကြီးရွာကဒေသခံပြည်သူတချို့ကိုစစ်ကောင်မရှင်ကဖမ်းဆီးစစ်ဆေးတာတွေပြုလုပ်နေတယ်လို့သိရှိရပါတယ်ရှင်။ ဒုတိယသတင်းတပုတ်အနေနဲ့တထုံမြို့လရင်ခွေအနီးမိုင်းပေါက်ကွဲပြီးနောက်ပိုင်းမြို့ပေါ်မှာအစီအစီကျန်းနေတယ်လို့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မွန်ပြည်နယ်တထုံမြို့လရင်ခွေအနီးမှာမိုင်းပေါက်ကွဲပြီးနောက်ပိုင်းတထုံမြို့ပေါ်မှာလုံခြုံရေးအင်အားတွေတိုးချထားတယ်လို့သိရှိရပြီးအခုရက်ထဲအစီအစီတွေလည်းကျန်းနေတယ်လို့သိရှိရပါတယ်။အော်တိုဘာလ၄ရက်နေ့မှာတထုံမြို့ရွေးကောက်ပွဲကော်မရှင်ရုံးသားကလရင်ခွေအနီးမှာမိုင်းပေါက်ကွဲခဲ့တယ်လို့သိရှိရပြီးအဲ့ဒီဖြစ်စဉ်ဖြစ်ပြီးကြတဲ့အခါ မြို့ပေါ်မှာအစီအစီတွေကျန်းနေတယ်လို့မြို့ပြင်အဝင်အထွက်တွေမှာလည်းစစ်ဆေးတာတွေကိုတင်းတင်းကြပ်ကြပ်ပြုလုပ်လာတယ်လို့သိရှိရပါတယ်။ပောက်တဲ့နားကလေရင်ဝင်တာပေါ့။ရွေးကောက်ပွဲကော်မရှင်ရုံးရဲ့ထောက်ပို့တက်တဲ့တခြားအစိုးရရုံးတွေလည်းရှိတယ်။အဲ့ဒီကလေးကအခုထိစစ်ဆေးတာတွေလုပ်တယ်။မိုင်းပေါက်ခွဲတဲ့သူကတော့မမိပါဘူးလို့ဒေသခံတအူးကပြောဆိုထားပါတယ်။အဲ့ဒီမိုင်းပေါက်ကွဲမှုဖြစ်ပြီးတထုံမျိုးမျိုးတစ်ကာလန်နဲ့ဒွေးရင်စိတ်တရားမှာပါပိတ်ဆို့စစ်ဆေးနေပြီးမျိုးအဝင် စစ်ဆေးရေးဂိတ်နှစ်ခုမှလည်း PSMS နဲ့စစ်ဆေးတာတွေပါ ပြုလုပ်နေတယ်လို့သိရှိရပါတယ်။ဂိတ်တွေမှာဆိုင်ကယ်တွေကားတွေကိုစစ်တယ်။အ धिक ဆိုင်ကယ်သမားတွေကိုစစ်တာပါ။လူငယ်တွေအ धिक ပြစ်မှတ်ထားအစစ်ခံနေရတယ်။ရွာဘက်ကလူတွေမှတ်ပုံတွေမပါရင်တော့မျိုးရဲအဝင်မခံတာလည်းရှိတယ်လို့ဒေသခံတအူးကပြောဆိုထားပါတယ်။တထုံမျိုးနဲ့ဟာစစ်ကောက်မရှင်ကျင်းပမဲ့ရွေးကောက်ပွဲအပိုင်းတက်မှာပါဝင်နေမျိုးဖြစ်ပြီးစစ်ကောက်မရှင်တက်ကလုံခြုံရေးတိုးမြင့်ထားကညာပိုင်းနေမှာအေဇင်းစစ်တာတွေပါပြုတ်လုပ်လာတယ်လို့သိရှိရပါတယ်ရှင်။ တတရသတင်းတပုတ်အနေနဲ့မှားရင်းနေချောင်ဝေဖန်မှုတွေမြင့်တက်ခဲ့ပြီးတဲ့နောက်မဲစည်းနေကို9ရက်ထပ်မံတိုးမြင့်ကတ်ထားမဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ကြက်ခန့်ရေးပါတီကလူတီများတဲ့ကိုစလေလောင်ဘူးလက်လှစီဒုတိယဗိုလ်မှူးကြီးဟောင်းအပါအဝင်လူအများကစစ်ကောင်မရှင်လက်အောက်ခံရွေးကော်ရဲ့မဲစည်းနေမှားရင်းချောင်ဝေဖန်ခဲ့ကြပြီးတဲ့နောက်စည်ရင်တွေကို9ရက်ထပ်မံတိုးမြင့်ကတ်ထားမယ်လို့သိရှိရပါတယ်။လာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာစတင်ကျင်းပမယ်။ 2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက်ပထမအကြိမ်မေးစည်းရင်းကိုစက်တင်ဘာလ30ရက်နေ့ကနေအောက်တိုဘာလ23ရက်နေ့အထိကတ်ထားကြီးညာထားရကအောက်တိုဘာလ14ရက်နေ့ကနေအောက်တိုဘာလ20ရက်နေ့အထိနောက်ထပ်9ရက်ထပ်မံတိုးမြင့်ပြီးကတ်ထားကြီးညာမှာဖြစ်တယ်လို့စစ်ကောင်မရှင်လောက်ခံရွေးကောက်ပွဲကော်မရှင်ကအောက်တိုဘာလ9ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ကြီးညာထားပါတယ်မဲစည်းရင်းပြေဆုံးမှန်ကန်စေဖို့နဲ့မဲဆန္ဒရှင်တွေကလိုအပ်တဲ့တောင်းဆိုလွှာကန့်ကွက်လွှာ ပြင်ဆင်လွှာတွေတင်ပြရမှာအချိန်ပိုမိုရရှိစေဖို့အတွက်နောက်ထပ်9ရက်ထပ်မံတိုးမြင့်ပြီးကတ်ထားကြေညာမှာဖြစ်တယ်လို့ဆိုထားပါတယ်။အဲဒါကြောင့်မေးဆန္ဒရှင်တွေအနေနဲ့အော်တိုဘာလ20ရက်နေ့အထိမဲစည်းရင်နဲ့ပတ်သက်ပြီးတောင်းဆိုလွှာကန့်ကွက်လွှာပြင်ဆင်လွှာတွေကိုတင်ပြဆောင်ရွက်နိုင်မှာဖြစ်တယ်လို့သိရှိရပါတယ်။ဒုတိယအချိန်မဲစည်းရင်ကိုလည်းလာမယ့်နိုဝင်ဘာလဒုတိယအပတ်မှာကတ်ထားကြေညာမှာဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်။ နောက်ထပ်သတင်းတပုတ်အနေနဲ့ဆယ်တန်းចောင်းသားကိုပြည်တံကြီးကြီးချလို့ရတဲ့ပုံမှန်တွေနဲ့တရားစွဲထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဘကုတိုင်တဲကုံမြို့နယ်မှာတက္ကသိုလ်ဝန်ထမ်းတက်နေတဲ့ဆယ်တန်းចောင်းသားကိုစစ်ကောင်မရှင်ကမိုင်းဖောက်ခွဲတယ်လို့တန်တရားနဲ့ဖမ်းဆီးပြီးနှိရှေထောင်ဒဏ်ချလိုက်တယ်လို့သိရှိရပါတယ်။ပြီးခဲ့တဲ့ဩဂုတ်လလောက်ကစစ်ကောင်မရှင်တက်တဲ့စစ်ကြောင်းထုတ်လာရရုံးပင်တဲ့ကြေးရွာမှာမိုင်းကွဲခဲ့ပြီးအနီးအနားကဆယ်တန်းចောင်းသားမောင်ဟေးဝေဖြိုးကိုဖမ်းဆီးခဲ့တာ နှစ်လအကြာဖန်စီချုံနောင်ထားတယ်လို့သိရှိရပါတယ်။ရုံးမြင့်တက်ရွာနာမှာမိုင်းကွဲတာသူတို့စစ်ကြောင်းကိုအခွဲခံလိုက်ရလို့လိုက်ရှာတာဆယ်တန်းကျောင်းသားကအသက်18နှစ်ပဲရှိသေးတယ်။အဲကောင်လေးကိုတွေ့လို့တန်တရားနဲ့ဖန်သွားတာတဲကုန်းရေစခန်းအချုပ်ထဲမှာနှစ်လကြာတယ်လို့တိတာခန့်တအူးကပြောဆိုထားပါတယ်။အော်တိုဘာလ3ရက်နေ့မှာနတ်တလင်းခရိုင်တရားရုံးကနေဆယ်တန်းကျောင်းသားမဟင်းဝေဖြူအသက်18နှစ်ကိုနိုင်ငံရေးပုံမှန်မျိုးစုံနဲ့အမိန့်ချကာ ေါင်းတဲ့ထောင်ကိုတန်ဖိုးခဲ့တယ်လို့သိရှိရပါတယ်။ပုံမှ90ည52ကကြီး52ခါခွေပုံမှ54တွေနဲ့တရားစွဲထောင်ချပြစ်တာ။ကျန်တဲ့အမှုတွေကိုအကျဉ်းထောင်တွေကနေရင်ဆိုင်ရမယ်ပြောတယ်။တချို့ပုံမှတွေကပြည်တန်ကြီးကြီးကြနိုင်တဲ့ပုံမှတွေလို့နတ်တလေးမျိုးနယ်ကတိသခန်တအူးကပြောဆိုထားပါတယ်။မောင်ဟင်းဝေဖြူဟာအာနာသိန်းစာမှာစီရီယံမှာပါဝင်ခဲ့တဲ့အကြောင်းသားတဦးဖြစ်ပြီးနောက်ပိုင်းအကြောင်းပြန်တက်နေတဲ့သူဖြစ်ခါ ကျန်တဲ့အမှုတွေကိုပေါင်းတဲ့အချင်းထောင်ကနေရင်ဆိုင်ခိုင်းမယ်လို့လည်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အမျိုးသမီးနှစ်ဦးကအိုးဝေလောင်ငါပြီးလန်ကူလတ်မှာအိုးဝေသမားကိုဓမြတိုက်လူရဲမှုဖြစ်ပေါ်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးမှာအိုးဝေမောင်သမားကိုအမျိုးသမီးနှစ်ဦးကငှားရမ်းပြီးလူရှင်းတဲ့နေရာအယောက်မှာစံရပါတွေနဲ့အတူအိုးဝေလူရဲမှုဖြစ်ပွားခဲ့တယ်လို့သိရှိရပါတယ်။အော်တိုဘာလာရှိရနေ့ညနေ6:00ခန်းကဖြစ်ခဲ့တာလို့သိရှိရပြီး မန္တလေးဥပိန္ဒရာအနီဘူဖိယအနာမှာအသက်40အရွယ်အမျိုးသမီးနှစ်ဦးကအိုးဝေကိုတာပြီးလက်ကောင်းကြီးရွာကိုပို့ပေးရန်ပြောဆိုပြီးအိုးဝေသမားကကြာတဲ့ငွေ ပြောဆိုကလိုက်ပို့ပေးခဲ့တယ်လို့သိရှိရပါတယ်။အဲ့ဒီအိုးဝေနဲ့44လမ်းအတိုင်းအရှိတ်ကိုမောင်းနှင်လာပြီးပန်စီရခင်ဘိန်းကွန်ကောက်ရမြောင်းပေါအနာအယောက်မှာအိုးဝေငှားလာတဲ့အမျိုးသမီးနှစ်ဦးထဲမှတဦးကအပေါ့သွားခြင်းနဲ့လို့ပြောလို့လူရှင်းရာမှာခဏရက်ပေးခဲ့တယ်လို့သိရှိရပါတယ်။ အမျိုးသမီးတစ်ယောက်ကအပေါ့သွားခြင်းလို့ခဏရက်ခိုင်းနေပြောတယ်။အဲ့ဒီအချိန်မှာသူတို့နောက်မှာဆိုင်ကယ်တစ်စီးနဲ့အမျိုးသားတစ်ယောက်ကရောက်လာပြီးဓာတ်နဲ့ထိုးတာလို့အဲ့ဒီဖြစ်စဉ်ကိုသိတဲ့ဥဝေသမားတအူးကပြောဆိုထားပါတယ်။ဥဝေရဲ့နေချိန်နောက်ကဆိုင်ကယ်တစ်စီးနဲ့လိုက်လာတဲ့အမျိုးသားတအူးကဥဝေမောင်သမားကိုအသင်ပါလာတဲ့ဓာတ်နဲ့ထိုးခဲ့တယ်လို့သိရှိရပြီးအမျိုးသမီးနှစ်ဦးနဲ့အမျိုးသားတအူးကိုမခုခံနိုင်တော့တာကြောင့်ပါလာတဲ့ဖုံပတ်ဆက်အိမ်နဲ့ဥဝေကိုပေးလိုက်ရတယ်လို့သိရှိရပြီးဥဝေကိုတော့လူရဲသူအမျိုးသားကစီက လူရက်သူအမျိုးသားစီးလာတဲ့ဆိုင်ကယ်ကို အမျိုးသမီးနှစ်ဦးကမောင်းနှင်သွားတယ်လို့သိရှိရပါတယ်။သူတို့ကအိုးဝေသမားစီကဖုန်းနေပတ်စံလေးကိုအကုန်ယူသွားတာ။အစောတည်းကကြံစီထားပုံရတယ်။အိုးဝေသမားမှလည်းဒရာရသွားတယ်ပြောတယ်။အခုရဲစခန်းမှာအမှုခွင့်ထားတယ်လို့အိုးဝေမောင်းသူတဦးကပြောဆိုထားပါတယ်။လက်တလုံးမှာအုံချောရဲစခန်းမှာအမှုခွင့်ထားတယ်လို့သိရှိရပြီးအခုရတဲ့ဆိုင်ကယ်လူရဲမှုတွေကားလူရဲမှုတွေလည်းမကြာခဏဆိုသလိုမန္တလေးမြို့ပေါ်မှာဖြစ်ပေါ်နေတယ်လို့သိရှိရပြီး တရခံဖမ်းမိတာလည်းနေတယ်လို့သိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတပုတ်အနေနဲ့ညအုံးမျိုးမှာအမျိုးသားတအုပ်နဲ့အမျိုးသမီးတအုပ်ကိုအမည်မသိအဖွဲ့ကနေနေတဲ့ဝင်ရောက်ပစ်ခတ်လို့နှစ်ဦးစလုံးသေဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးတိုင်းညအုံးမျိုးနယ်လက်ပံတဲရွာမှာအော်တိုဘာလာရှိရနေကအမျိုးသားတအုပ်နဲ့အမျိုးသမီးတအုပ်တို့ဟာနေအိမ်မှာရှိနေချိန်အမည်မသိလူငါးဦးကအရွက်ဝတ်တွေနဲ့နေနေတဲ့ဝင်ရောက်လာကပစ်ခတ်ခဲ့တာကြောင့်သေဆုံးသွားတယ်လို့သိရှိရပါတယ်။ မနေ့ပိုင်းကဝင်ပစ်သွားတာလူ9ယောက်ကခြံထဲဝင်လာပြီးပစ်သွားတာဘာကြောင့်ပစ်တယ်ဘယ်အဖွဲ့ကလုတ်တယ်လို့တော့မသိသေးဘူးလို့တိတာခန်တဦးကပြောဆိုထားပါတယ်တေဆုံးသွားသူတွေဟာအသက်33နှစ်အရွယ်ကိုဟင်းကိုကိုဦးနဲ့အသက်29နှစ်အရွယ်မတ်သိန်းဆွေတို့ဖြစ်တယ်လို့သိရှိရပြီးအမျိုးသားဟာလေဘေးနဲ့နန်ချားကိုကြီးဖောက်ဝင်တရားနဲ့တေဆုံးခဲ့တယ်လို့အမျိုးသမီးဖြစ်သူကတော့နားအနောက်ဘက်ကြီးဖောက်ဝင်တရားနဲ့တေဆုံးသွားတယ်လို့သိရှိရပါတယ် လေပင်နဲ့နိုင်ကြားကိုအမှန်လို့အမျိုးသားဖြစ်သူကတည်သွားတယ်။အမျိုးသမီးကနားအနောက်ဖက်ကြည်ဝင်သွားတယ်။ပြစ်ခတ်တာကတော့နေအိမ်နိုင်ရန်နေမှာလဲကြည်ရတွေတွေ့တယ်။စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကဖြစ်ဖြစ်ချင်းရောက်လာပြီးဘေးနားကလူတွေကိုမေးမြန်းတာရှိတယ်လို့ဒေသခံတအုပ်ကပြောဆိုထားပါတယ်။လွန်ခဲ့တဲ့၂လလောက်ကလည်းညာဦးမြို့နယ်ထဲကဆင်ကူးမြို့မှာကျူရှင်ဆီယာမတယောက်နဲ့ပပုံနယ်ပွဲစားတယောက်တို့ကိုအမိမသိလက်နက်ကန်အဖွဲ့ကပြစ်ခတ်ခဲ့တာလည်းရှိခဲ့ဘူးတယ်လို့သိရှိရပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အမေရိကန်ရောက်မြန်မာပြည်ဝတစုကဘုံတို့ကြီးရွာလူအစုလိုက်ဘုံကျဲတပ်ဖြတ်မှုအတွက်ဆန္ဒပြတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။သတင်းကြိုလာပြေနေညမိထွန်ပွဲကျင်းပနေတဲ့စကိုင်းတိုင်းညောင်ဦးမြို့နယ်ဘုံတို့ကြီးရွာကဒေသခံတွေကိုစစ်ကောမရှင်တပ်ကဆက်တက်လေးကြီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့လုပ်ရက်အပေါ်ကန့်ကွက်ဆန့်ကျင်တဲ့အနေနဲ့အမေရိကန်ရောက်မြန်မာပြည်ဝတစုကအော်တိုဘားလ9ရက်နေ့မှာ ဝါရှင်တန် DC မြို့မှာရှိတဲ့စစ်ကော်မရှင်တန်ယုံရှိမှာဆန္ဒပြခဲ့ကြတယ်လို့သိရှိရပါတယ်။အော်တိုဘာလ6ရက်နေ့ည9နာရီကျော်အချိန်မှာမုံရွာချောင်းဦးအဆက်က6ဦးမြို့နယ်ဘုံတို့ကျေးရွာမှာကလေးငယ်များအပါအဝင်ဒေသခံပြည်သူတွေကတရင်ကျွမိထုံပွဲကျင်းပနေကြစစ်ကောင်မရှင်တပ်ကစက်တက်လေးထီးနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့လို့ခလေးငယ်တွေအပါအဝင်ဒေသခံပြည်သူ30နီးပါးအစုလိုက်တိတ်ဆုံးခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့တာပါ တရင်ကျိုးလာပြင်းနေမှာမိထုံပွဲကျင်းပနေတဲ့ဘုံတို့ကြီးပါဒေသခံတွေကိုစစ်ကောင်မရှင်တပ်ကဘုံကျဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးကံကွက်ရှုံချတဲ့အနေနဲ့ဆန္ဒပြတာပါဗုဒ္ဓဘာသာဝင်တွေကိုအခုလိုလုပ်တဲ့လုပ်ရဟာအင်မတန်ကိုရက်ဆက်တဲ့လုပ်ရဖြစ်ပါတယ်လို့ဆန္ဒပြပွဲမှာပါဝင်သူတဝူကပြောဆိုထားပါတယ်ဆန္ဒပြသူတွေအနေနဲ့အခုလိုလုပ်ရမျိုးတွေမကြခဏကျူးလွန်နေတဲ့စစ်ကောင်မရှင်ရဲ့လက်အောက်တန်ရုံမှာတာဝန်ထမ်းဆောင်နေကြတဲ့ဝန်ထမ်းတွေအနေနဲ့ ဆက်လက်တာဝန်မထမ်းဆောင်ကြဖို့ကိုလည်းဆန္ဒပြသူတွေကတောင်းဆိုခဲ့ကြတယ်လို့သိရှိရပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ဝင်ကြီးချုပ်ဟောင်းတက်စီရဲ့အချင်းချကာလာတလားပြည့်ပြီးဖြစ်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဒူဘိုင်းကနေပြန်လာပြီးတဲ့နောက်တရားရုံးရဲ့အဆုံးအဖြတ်ကိုခံယူပြီးထောင်နဲ့တစ်နှစ်ကြာခံခဲ့ရတဲ့တက်စီရှင်နာဘတ်ဟာမနေ့ကထောင်နဲ့တလားပြည့်မြောက်ခဲ့ပြီးဖြစ်ပါတယ်။ထိုင်းဝင်ကြီးချုပ်ဟောင်းတက်စီရှင်နာဘတ်ဟာအချင်းချနေစဉ်လက်ချောင်းများထုံကျင်နေပေမဲ့ စိတ်ဓာတ်ကတောင်းတမီနေသေးပဲလို့တမိဖြစ်သူဝင်းကြီးကျော်ဟောင်းပေတုံတိုင်ကပြောဆိုလိုက်ပါတယ်။သူ့ရဲ့စိတ်ကျမ်းမာရေးအခြေအနေကတောင်းတမီပါပဲ။အခုဆို တလားလောက်ရှိပြီ။သူ့ရဲ့လက်ချောင်းတွေကတော့ထုံနေတယ်လို့ပေတုံတိုင်ကပြောကြားခဲ့တာပါ။ပေတုံတိုင်ဟာသူ့မရဲ့ခင်မုန်းတဲ့အတူဘန်ကောက်မြို့ချက်ထူချက်ခရိုင်ငန်းဝန်ဝန်လမ်းကဘဟုဇာလိတ်တပြည့်ပြည့်စခန်းကိုတနအိယောကြာတာရောက်ခဲ့ပြီးထောင်ဝင်စာတွေ့ခဲ့ကြတာဖြစ်ပါတယ်။ သတင်းတောက်တွေကပေတုံတန်ကိုဒုတိယမြောက်အယူခံနဲ့ပတ်သက်ပြီးတရားရေးဝင်ကြီးရဲ့ထင်မြင်ချက်ကိုမြင်မြန်ရာသူကဖြေဆိုဖို့ညှင်းဆန်ခဲ့ပါတယ်ရှင်။မြို့ရော်ရဲ့နေစဉ်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ထူးခြားတဲ့သတင်းတွေကိုနေစဉ်တင်ဆက်ပေးမှာမို့မြို့ရော်ရဲ့ Facebook Page နဲ့ YouTube Channel တို့ကနေစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။ပြည်သူများအားလုံးကိုစိတ်နှဖျားစမ်းမချမ်းသာကြပြီးဆရာနာရှင်စနစ်ဆိုးလောက်ကနေအမြန်ဆုံးလွတ်မြောက်ပါစေကြောင်းနဲ့ တဘာဝ BN ရဲ့အသွေးသွေးမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်အဖွဲ့သားများကဆုမကောင်းတောင်းလိုက်ရပါတယ်ရှင်။